ရှိနေတော့မှငါပြည့်ပြည့်စုံစုံမလုပ်ပေးလိုက်ရဘူးအဲတငယ်ချင်းကလည်းကိုဘာမှမလုပ်ပေးနိုင်မဲနဲ့သူဆုံးသွားတယ်ဆိုတော့နောင်နာအဲ့နောင်နာနဲ့ရင်ကိုကဒီဟိုလုံးလက်ချလေးလိုက်ပြီးတော့ဘာလို့မှမသိဖြစ်ခဲ့တာပေါ့နော်မင်္ဂလာပါရှင်ကျမနာမည်ကတော့မတင်ပါ အ honest hour ကတော့ဒီ Facebook မှာပေါ့နော်ဒီကစပြီးတော့လုပ်ခဲ့ရသေးတာပါအရင်ကတည်းကဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဒီ honest hour page ကိုအမြဲတမ်းကြည့်နေကြတာပါရှင့် အဒီနေ့မှာပြောပြချင်တဲ့အကြောင်းအရာကတော့ဒီလွန်ခဲ့တဲ့နှစ်နှစ်မှာပေါ့နော်ကျမရင်ဆိုင်ခဲ့ရတဲ့အဖြစ်ပြက်ပေါ့နော်အဲကျမအမေရဲ့တငယ်ချင်းရဲ့ကဒီကာလအပိုင်းခြားတစ်ခုမှာတပြိုင်တည်းဆုံးသွားတယ်အဲအဲ့အချိန်မှာကိုကိုရိုင်းကလည်းဘာလို့လို့လုံးဝမမသိပဲနဲ့ဘာကြောင့်အသက်ရှင်နေမှမသိတယ်လမ်းပြောက်တဲ့ကာလကိုကြုံခဲ့ရတာပေါ့နော်အဲပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီလွန်ခဲ့တဲ့နှစ်မှာကျမအမေကတွေးခင်စာစဖြစ်တယ်ပေါ့နော်အဲကျမတို့အဖေကငယ်တည်းကဆုံးသွားတယ်အမေနဲ့ပဲကျမတို့ကြီးလာတယ်ပေါ့နော်အမေကဒီငငယ်လေးတည်းကနေပြီးတော့တစ်ခါမှနေမကောင်းလည်းမဖြစ်ဘူးဒါပေမဲ့နေ မကောင်းစားဖြစ်တဲ့အချိန်မှာစစ်လိုက်တဲ့အချိန်မှာသွေးကင်စားဖြစ်တယ်ပေါ့နော်ဖြစ်တော့အဲ့ဒါကိုကျမတို့ကကုရင်ရမယ်လို့ပဲဟိုထင်တာပေါ့ဒါပေမဲ့ဆရာဝန်ကတော့6လလောက်ပဲခံမယ်လို့ပြောခဲ့တယ်အဲတကယ်လဲကိုရောသူက7လအတွင်းမှာပဲစုံသွားတယ်ပေါ့နော်အမေကအဲ့လိုဖြစ်နေတဲ့အချိန်မှာပဲဒီအမေဆုံးပြီးတလအကြာမှာပဲအဲ့ခင်ရဆုံးတငယ်ချင်းကလည်းစုံသွားတယ်ပေါ့နော်အဲ့တော့အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီနှစ်ယောက်လုံးပေါ့ကိုယ်စိတ်ပိုင်းဆိုင်ရာယူပိုင်းဆိုင်ရာထောက်ပံ့နေတဲ့နှစ်ယောက်လုံးကအဲဆုံးပါသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဒီအကာအကွယ်မဲ့နေတယ်လို့လို့ အကို့မှာ support system နေမရှိတလို့မျိုးခံစားရတယ်။ခံစားပြီးတော့ဒီသူတို့ရဲ့တည်ခြင်းတရားကိုမြင်လိုက်ရတဲ့အချိန်မှာငါကလည်းအတည်ရမှာပဲအခုလုံနေတဲ့စီးပွားရေးတွေလက်ရှိစူးစမ်းနေရတဲ့အရာတွေကဘာလို့စူးစမ်းရမှာလဲဆိုတဲ့စိတ်ကဖြစ်သွားပြီးတော့ဘာမှအဆက်မလုံနိုင်ဖြစ်ခဲ့တာပေါ့နော်အဲ့တော့ကာလာအပိုင်းခြားတစ်ခုအထီးကကြတော့သူတို့ကိုပူဆွေးနေတာ ਨੇ ဖြစ်ပြီးတော့အဲအဲ့ရနေပြီးွားတဲ့အခါကျတော့ဟိုနောက်ထပ် ထပ်ဖြစ်လာတဲ့ step ကကြတော့ဒီနောင်နာပေါ့နော်အာသူတို့ရှိနေတော့မှာငါပြပြစုံစုံမလုပ်ပေးလိုက်ရဘူးအဲတငယ်ချင်းကလည်းကိုဘာမှမလုပ်ပေးနိုင်မဲနဲ့သူဆုံးသွားတယ်ဆိုတော့နောင်နာအဲ့နောင်နာနဲ့ကိုကဒီဟိုလုံးလေချလေးလိုက်ပြီးတော့ဘာလို့မှမသိဖြစ်ခဲ့တာပေါ့နော် အအဓိကကတော့ဒီအမေကနေမကောင်းဖြစ်နေတဲ့အချိန်မှာကိုကိုရန်ကလည်းစီးပွားရေးနဲ့ပတ်သက်ပြီးအခက်အခဲကြီးဖြစ်နေတာအပြောမယ်ဆိုလို့ရှိရင်ငွေကြေးချက်သေးပြီးတော့ဒီအကျွေးရင်နဲ့ပေါ့နော်အရန်ကိုရှုပ်ထွေးနေရကလာဒါပေမဲ့အဲ့အချိန်မှာကိုကဒီအမေကိုစောက်ရှောက်ရမယ်ဒီအမေကိုလှုပ်ပေးရမယ်ဆိုတဲ့စိတ်နဲ့ဟိုတင်းခံနေတာပေါ့နော်ဒါပေမဲ့တကယ်တမ်းအမေလဲဆုံးသွားတဲ့အချိန်မှာဒီဟို အကြောင်းပြချက်ကပျောက်သွားတယ်လို့ဖြစ်တာပေါ့နော်အပြီးတော့ဒီအရှိမလည်းခက်ခဲကြုံနေရတဲ့အချိန်မှာဆုံးသွားတဲ့တငယ်ချင်းတွေကဒီသူမဆုံးခင်အထီးကိုဟိုဇက်တိုက်ကိုကဒီစိတ်ပိုင်းဆိုင်ရာ support ကိုရခဲ့တာပေါ့ပြဿနာတစ်ခုရှိရင်သူနဲ့ရင်ဖွင့်နေတိုက်မြင်နေဆွေးနွေးတယ်ပေါ့နော်အဲ့လိုအဲ့လိုရှိခဲ့တဲ့အချိန်မှာဒီလူနှစ်ယောက်လုံးကကိုယ့်ဘေးကနေရုပ်ရက်မရှိတော့တဲ့အချိန်မှာဟိုဘ ᱹ ဒုရင်ဖွင့်လို့ရင်ဖွင့်ရမယ်မသိဘူးပြီးရင်ကိုယ့်ရဲ့ဘွားကဘ ᱹ ဒုသက်ရှင်တန်နေရမှာလဲဆိုတဲ့အဓိပ္ပာယ်ကိုဟိုလုံးဝရှာမတွေ့ခဲ့ဘူးပေါ့နော်အဲ့အဲ့လိုဖြစ်ပြီးတော့ဒီအလုပ်ဆိုလည်းဘာမှမ လို့ပဲနေရှိသမျှဟာတွေအကုန်လုံးပစ်ထားပြီးရောင်းချပြီးတော့ဘယ်သူမှမသိရနေရအောင်ထွက်သွားခြင်းစိတ်တွေခဏခဏဖြစ်ခဲ့တာပေါ့နော်အဲအဲ့လိုဖြစ်ခဲ့တယ်ဖြစ်ခဲ့ပြီးတော့ဒီပြီးတော့နောက်နောင်နာပေါ့နော်သူတို့အပေါ်ကိုအပြစ်အဖြစ်ရှိနေရဆိုရဲစိတ်ကအဲကဲ၍ကိုကတခုခုကောင်းတာတခုခုစားနေရဆိုလို့ရှိရင်တော့မအဲစားနေတလန်းနဲ့သူတို့ဘောကိုကိုရဲ့စိတ်ကဝင်လာပြီဆိုလို့ရှိရင်ဆက်မစားနိုင်တော့ဘူးအဲ့လိုညင်သွားတာမျိုးပေါ့နော်အာငါကသူတို့ဒီလို ဟိုပြည့်ပြည့်စုံစုံမလုပ်ပြီးခဲ့တာငါဒီလိုမျိုးစားဖို့ထိုက်တယ်ရင်လားဆိုတဲ့စိတ်ကြီးပြန်ဖြစ်သွားအောင်ဖြစ်သွားပြီးတော့အဲ့ကာလကိုတော်တော်တော့ဟိုကြော်ဖြတ်ခဲ့ရတာပေါ့နော်အဲကြော်ဖြတ်ခဲ့ရတယ်ဆိုတော့ဒီဟိုပြောမှဆိုအဓိကကစိတ်စိတ်ကဆောင်နေတဲ့အတွက်ကြောင့်မလို့စိတ်ကဘာမှမလုံနိုင်တဲ့အခါမှာလူကလည်းဘာမှမလုံနိုင်ဘူးပြီးတော့အလူတွေနဲ့လည်းစကားမပြောချင်ဘူးလူထဲမှာလည်းမတွေ့ချင်တဲ့အနေအထားတွေဖြစ်ခဲ့တာပေါ့နော်အာစပြီးတော့ဒီအဖြစ်တွေကြုံနေရတဲ့အချိန်မှာတော့ ိုတော်တော်တော့မလွယ်ဘူးပေါ့နော်ဟိုးလုံးကဆိုလို့ရှိရင်ဒီ motivation အဲဟို speed speed တွေနားထောင်နေစောက်တွေဖတ်တယ်ဒါပေမဲ့တကယ်တမ်းအဲ့လိုမျိုးကြုံရတဲ့အချိန်မှာအဲ့ဒါတွေလည်းကိုယ်ဘာမှမကင်နိုင်ဘူးပေါ့နော်နောက်ကျတော့ဘာလုပ်ရလဲဆိုပထမဆုံးတရားစခန်းဝင်ရတယ်တရားစခန်းဝင်ပြီးတော့တရားနာရတာပေါ့အဲ့လိုနားရတဲ့အချိန်မှာကိုယ်ကလည်းဒီကာလာတစ်ခုထိဒီပူဆွေးနေတဲ့အချိန်ဖြစ်နေတဲ့အခါကျတော့ဘေးကလူတွေကကိုယ်စိတ်မရှိတော့ဘူးအာနင်ပူဆွေးနေတာမပြီးနိုင်ဘူးလားဆိုပြီးပုံစံမျိုးဖြစ်လာတာပေါ့နော်ဖြစ်လာတဲ့အခါကျတော့ကိုယ်ကိုယ်တိုင်ကလည်းအဲ့ဒါကို ဟိုဒေါက်လက်မခံကျင်တော့ဘောနော်ဘာလို့ငါမပြီးနိုင်မစီးနိုင်အဲ့လိုဖြစ်နေရတာလဲငါတော်တဲ့နေပြီဆိုတာသိရဒါပေမဲ့တော်တဲ့နေပြီဆိုတာသိပေမဲ့ကိုကိုရန်ကလည်းဒီဟာကိုထိန်းချုပ်လို့မရဘူးဖြစ်နေတယ်ဒီပူဆွေးနေတဲ့ process ကိုအဲ့တော့ဘာလို့ ਆ လဲဆိုတော့တရားစခန်းဝင်နေဝင်တဲ့ချိန်မှာအဲ့မှာအတိတ်တရားတစ်ခုရတာဘောနော်ဘာရလိုက်လဲဆိုတော့အရင်ကဟိုပါဇက်ကအမြဲပြောတယ်ဘယ်ရာမှမမြဲဘူးဆိုတဲ့အရာဘောနော်ဟိုပြောပေမဲ့တကယ်တမ်းကိုကိုရန်ခံစားရနေတဲ့အချိန်ကြတော့အဲ့ဒါကိုလည်းသတိမရဘူးဒါပေမဲ့အဲ့မှာတရားမှာဘာနာလိုက်လဲဆိုတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်မမြဲဘူးပေါ့ ပေါ့နော်အခုကိုကြုံသေးနေရတဲ့စိတ်ခံစားချက်အဆိုးတွေကလည်းသူ့အတူဝင်လာပြီးသူ့အတူပြတ်သွားမယ့်အရာပေါ့နော်အဲ့ဒါဟိုအရန်ဟိုတွန်းကန်တာလည်းမလုပ်ဘဲနဲ့ဟိုဒီတိုင်းလေးသူ့အဖြစ်ပြက်သဘောမျိုးကိုပဲကြည်ပြီးတော့လွတ်ထားလိုက်ပေါ့အဲ့ခါကျတော့အစတော့အဆိုအခုစကားနဲ့ပြောလို့သာလွယ်တာပေါ့နော်တကယ်ဖြတ်ချော်နေရတဲ့ချိန်ကတော့လုံးဝမလွယ်ဘူး အကုန်ထွက်ပြေးခြင်းနဲ့ပြီးတော့ဟိုအဲ့အရာတွေအကုန်လုံးလက်လျှော့ခြင်းနဲ့မြ мян ပြီးွားခြင်းနဲ့စိတ်တွေဖြစ်တာပေါ့နော်ဒါမဲ့အဲ့တရားစကမ်းမှာအဲ့ဟာကိုကိုကိုဖြစ်နေတဲ့စိတ်ကံစားချက်တွေကိုပြန်စောင့်ကြည့်တာပေါ့နော်စောင့်ကြည့်ပြီးတော့ဟုတ်ပြီအရန်ဝမ်းနေနေရယ်ပူဆွေးနေရယ်ဆိုလို့ရှိရင်လေအဲ့ဒါကိုငိုချလိုက်တယ် ဘာမှမလုပ်ချင်တော့ဘူးဆိုလို့ရှိရင်လေအဲ့ဒီမလုပ်ချင်တဲ့အတိုင်းထားလိုက်တယ်ထားပြီးတော့ကာလတစ်ခုကြာတဲ့အခါမှာသူကသူအကုန်လုံးကဟိုပြတ်သွားပြီးတော့ပြန်ညင်သွားတာပေါ့နော်အဲပထမတစ်ချက်ကတော့အဲ့ဒီတရားနယ်ပဲဖြည့်ဖြောက်လိုက်တာပေါ့နော်ဒုတိယတစ်ချက်ကကိုယ့်ရဲ့ပူဆွေးမှုတွေနည်းနည်းတော့ပြေပြောက်သွားတဲ့အချိန်မှာအဲ့ counseling နေဝင်ယူတယ်ယူတဲ့အချိန်မှာအဓိကကဘာဖြစ်လဲဆိုတော့ခုနပြောတဲ့နောင်နာပေါ့ဒီအမေပေါ်ကိုလေတည်တည်ချာမဖြည့်ဆည်းပေးနိုင်ဘူးဆိုတဲ့စိတ်ခံစားချက်တငယ်ချင်းပေါ်ကိုလေအာသူလိုအပ်နေတဲ့အချိန်မှာဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့စိတ်ခံစားချက်ပေါ့နော်အဲဒါပေမဲ့အဲ့ မှာဘာဖြစ်နေလဲဆိုကိုကကျတော့သူတို့ကိုမဖြည့်ဆည်းပေးနိုင်တာကိုပဲ focus လုပ်တဲ့အချိန်မှာဟိုကွာ drama တွေကနေမထွက်နိုင်တော့ငါသူတို့ကိုဒီလိုလုပ်ခဲ့မိလားပေါ့အဲ့မှာ counselor ကမေးရေပေါ့နော်ကိုကတကယ်100%သူတို့ပေါ်မကောင်းခဲ့တာလားပေါ့အဲ့လိုမေးတဲ့အခါကျတော့ အဲ့လိုပြန်စဉ်းစားကြည့်ရောလည်းမဟုတ်ဘူးလူတယောက်ကလူတယောက်ပေါ့100%လည်းမကောင်းနိုင်တယ်လို့100%လည်းမဆိုးနိုင်ဘူးဒါပေမဲ့ကိုကအရန်ဒရမာတွေဝင်နေတဲ့အချိန်ဆိုတော့မကောင်းတဲ့နေရာကိုပဲ focus လုပ်မိနေတာပေါ့နော်လုံးမိနေတဲ့အချိန်ကျတော့အဲ့ချိန်မှာပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့အမေရှိတော်ကလည်းအဲအပြည့်စုံမလုပ်ပေးနိုင်အောင်တတ်နိုင်ကြွေးကိုလုပ်ပေးခဲ့တယ်တငယ်ချင်းဆိုလည်းအဲ့တိုင်းမဟုတ်ဘူးကိုကိုတတ်နိုင်ကြွေး support လုပ်ပေးခဲ့တယ်ဆိုတာကိုဒီ consulting session တွေကနေကိုကိုပြန်ပြီးတော့ဖြည့်ဖြည့်သိပ်ပြီးတော့ဒီလမ်းမှန်ကိုပြန်ရောက်ရတာပေါ့နော်အဲ့တော့အဲ့မှာတဆင်ချင်းပေါ့နော်ပူဆွေးတာပြီးရင်ဒီ နောင်တတရားကိုဖျက်ပြီးတော့နောက်ဆုံးမှာပေါ့နော်အဲ့ဒီလောက်အဲ့လောက်ပြီးွားတာနောက်မှာတကယ်ကိုဘာလို့ရမှာမသိသေးဘူးအာ အလုပ်တွေပြန်လို့ရလောက်အောင်လဲငါမှဘရုသွက်လောက်အောင်မလဲငါတယောက်တည်းအတွက်ဆိုလဲငါလုံးဆရာမလို့ဆိုတဲ့စိတ်ကဖြစ်ခဲ့တာဗောနော်အဲဖြစ်ခဲ့ပြီးရဲ့အချိန်မှာဟိုဘလို့ဖြစ်လဲဆိုလူတို့မြစိတ်တက်ကြလာလို့ရှိရင်လူတွေနဲ့စကားမပြောချင်ဘူးပြီးတော့အဆင်ပြေနေတဲ့လူတွေကိုတွေ့မနာလို့ဖြစ်တယ်မုန်းနေဗောနော်အမကူရန်လည်းအဲ့လိုကြုံရတယ်ကိုကစီးပွားရေးတွေကိုမလုံးနိုင်တဲ့အချိန်မှာသူများတွေအာသက်တွေရောလုံးနေတဲ့အချိန်မှာအဲ့ဒါကိုမြင်ပြီးတော့မနာလို့စိတ်ဖြစ်တာဗောနော်ဒါကလူရဲ့စိတ်ပဲဆိုတော့ဒါပေမဲ့တော်သေးတာကိုကကျတော့ကိုစိတ်ကိုကြည်နေတော့ငါတော့ဒီလိုဖြစ်နေပြီဆိုတာကိုသိလိုက်တယ်သိလိုက်တဲ့အချိန်မှာ လူ ਈ နဲ့စကားမပြောချင်ဘူးဆိုပေမဲ့ကိုကဒီဟာကိုယုံထွက်ချင်တယ်ဆိုလို့ရှိရင်ငါပြောမှဖြစ်မယ်ဆိုပြီးတော့အဲကိုကိုဘယ်အဖွဲ့တွေကထောက်ခံပေးနိုင်လဲဆိုတော့ကိုစိတ်ပိုင်းဆိုင်ရာထောက်ခံပေးနိုင်လဲဆိုတာကိုရှာတယ်ရှာပြီးအဲ့ဒီအဖွဲ့ရင်းနဲ့သွားတွေ့တဲ့စကားပြောတယ်ပေါ့နော်အဲ့လိုကနေတစ်ဆင့်ဒီတစ်နှစ်လောက်ကြာတဲ့အချိန်မှာပြန်ပြီးတော့ကိုဘာလုပ်ရမလဲဆိုရင်လမ်းပေါ်ကိုပြန်ရောက်လာတာပဲဖြစ်ပါတယ် အဲအဲ့ဒီဖြစ်ခဲ့ဖြစ်ရကလေဒီလွန်ခဲ့တဲ့နှစ်နှစ်ကအမှနဲ့အခုနဲ့ဆိုလို့ရှင်အရင်တော့ကိုယ့်ကိုရင့်ကျက်တယ်ထင်တာအခုနဲ့ကအခုရင့်ကျက်မှုနဲ့တခြားစီဖြစ်သွားတာပေါ့အဓိကကတော့ဒီကိုယ့်ဘေးမှာချစ်တဲ့လူတွေတည်ခြင်းကြောက်ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ အဲအဲ့ဒီမှာဘာလို့တည်သွားရလဲဆိုတော့အရင်တော့ကဆိုလို့ရှိရင်ငယ်တဲ့အတွက်ကြောင့်မလို့ကိုလုံးသမျှဖြစ်မယ်ဆိုပြီးတော့ဟိုအရာရာကိုလောကစောတိုက်ပြီးတော့လုပ်ခဲ့တာပေါ့စီးပွားရေးဆိုလည်းအဲ့လိုလောကစောတိုက်ပြီးတော့လုပ်တယ်ဟိုအသင်းကိုရုံးကန်ကြိုးစားနေမှာဘဝအဆင်ပြေမယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့တကယ်ကိုချစ်တဲ့လူတွေဘေးကနေထွက်သွားတဲ့အချိန်မှာတိလိုက်တာတကယ်ဘဝဆိုတာအချိန်ကာလအတိုင်းအတာတစ်ခုပေးတာတယ် အဲ့အတိုင်းဓာတ်တစ်ခုထဲမှာမလိုအပ်တာတွေကိုလောကသောတိုက်ပြီးတော့ကြိုးစားမနေဘဲနဲ့ကိုယ့်အတွက်ဘာအထိပယ်ရှိလဲဆိုတာကိုတေချာ focus လုပ်ဖို့ကိုဟိုတက်ရောက်မှုရှိသွားတာပေါ့နော်အဓိကကတော့ဟိုဒီတေချင်းတရားတွေအားဖြင့်ကိုယ့်ကိုဟိုဘာဆက်လုပ်ရမလဲကိုဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုတေချာသိသွားတယ် အအဓိကတော့ခုနပြောသလိုပဲပေါ့နော်ဒီတည်ခြင်းတရားကအမအကိုအဓိကပြောင်းလဲစေတဲ့အရာပဲပေါ့ဟိုအမဖတ်ဦးတဲ့ဟိုစာလေးတစ်ခုရှိရေပေါ့နော်လူတွေနဲ့တည်ခြင်းတရားကြားထဲမှာအလှပပလေးတလှပဲရှိရေပေါ့တကယ်လို့ကိုယ့်ရဲ့ချစ်ခင်တဲ့လူတွေတည်ဆုံးသွားတဲ့အခါမှာအဲ့အလှပျောက်သွားပြီးလူတွေကဒီတည်ခြင်းတရားကိုဓာတ်ရိုက်မြင်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့အချိန်ကာလတစ်ခါကြာလာပြီဆိုလို့ရှိရင်အဲ့အလှပြန်ပေါ်လာပြီးလူတွေကမေ့ပြီးတော့ပြင်ပအရာရင်းနဲ့ပဲလောကစောတိုက်ပြီးတော့ပြန်လှုပ်သွားတယ်ပေါ့နော်ဒါပေမဲ့အမကကျတော့ဘာဖြစ်လဲဆိုတော့ဒီအမရဲ့အမေရဲ့ တငယ်ချင်းရေဆုံးတယ်အဲ့မတိုင်ခင်အရှိမဒီ6လ6လောက်ကိုအတော်ရေအဖွားရေဆုံးတယ်အဲ့အချိန်မှာကိုကဟိုဒီတယောက်ပြီးတယောက်တည်ဆုံးချင်းကိုမြင်ရတဲ့အချိန်မှာအမရဲ့အလှော်ကအရန်ကိုကြားထဲမှာမြင်ရတာပါပြီးတော့ဓာတ်ရိုက်ကိုမြင်လုံးတယ်ဗောနော်အဲ့တော့ ဒီတည်ခြင်းတရားကကိုယ့်ဘဝကိုနင်ဘယ်လိုဆက်နေတော့ဆိုတာကိုကိုယ်မိမောင်းဖူးပြတယ်လို့ခံစားရတာပေါ့နော်ခံစားရတော့အဲ့တော့အခုဆိုလို့ရှင်ဘာလုပ်လဲဆိုတော့လုံးသမျှအလုံးနောက်ထပ်ရှေ့လျှောက်လုံးဝမဲ့အလုပ်တွေကိုဒစီရှင်ချတဲ့အခါတိုင်းမှာအကယ်၍ငါမနှက်ပြန်တည်ဝါမယ်ဆိုလို့ရှင်အဲ့ဒီလုပ်တဲ့အလုပ်ကနောင်နိုင်ရမလားငါတို့အချိန်ကုန်မလားဆိုတော့ဆုံးဖြတ်ချက်နဲ့ပြန်ပြီးတော့ဆုံးဖြတ်ပြီးတော့ပဲဘဝကိုရှေ့ဆက်နေရပေါ့နော်အဲ့ဒါတစ်ချက်ပေါ့အဲနံပါတ်2ချက်ကကျတော့ဒီ ဒီအရှိမပါဘောเนาะအမေတွေအတော်တွေရှိနေတော့ကြတော့သူတို့စီကရတဲ့ချင်းချင်းမြစ်တာအောင်မသိပြောတန်မိုးမထအောင်နားမလဲခဲ့ဘူးဘောเนาะသူတို့မရှိတဲ့အချိန်မှာကိုကဒီဘလောက်အောင်ကန်ကောင်းခဲ့လဲဒီလူတွေစီကနေပြီးတော့အချင်းချင်းမြစ်တာတွေရောယူပိုင်းဆိုင်ရာစပို့တွေရောအများကြီးရခဲ့လဲဆိုတာကိုကောင်းကောင်းသိသွားတာဘောเนาะသိသွားတဲ့အချိန်မှာအခုလက်ရှိကြံသေးတဲ့လူတွေကိုဘေးမှာရှိတဲ့လူတွေကိုလည်းပို့ပြီးတော့တန်မိုးထားရမယ်ဆိုတာကိုဟိုကောင်းကောင်းသိလိုက်တယ်ဘောเนาะဒါကတော့အမအတွက်အဲဒီရှေ့လျှောက်ဖြတ်တမ်းမဲ့ပုံစံပဲဖြစ်ပါတယ် အဓိကကတော့ဒီအရှိမာဆိုလို့ရှင် အမေနဲ့တငယ်ချင်းပေါ့ကိုကနောင်လိုက်ရတဲ့အခါတော့ဆိုလို့ရှင်ဘာလို့ရလဲဆိုတော့ဒီသူတို့ပေါ်ကိုတောင်းပန်စာရေးရတယ်ဗောနော်စာနဲ့ဟိုဘလူတွေဖြစ်ခဲ့တဲ့အတွက်ဟိုတောင်းပန်နေပြီးတော့ကျေးဇူးတင်စာပြန်ရေးရတယ် ကို့အပေါ်ကိုဘယ်လိုမြင်တာတွေထားခဲ့လဲရှိတော့ဘယ်လိုတွေထောက်ပံ့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စာရေးရတယ်ပေါ့နော်ပြီးတော့ကိုရဲ့စိတ်ကဒီအဓိကကျေးဇူးတင်စာတဲ့ခုနကကို့ခံစားနေရတဲ့ခံစားချက်တွေကိုသူတို့သိအောင်ပြောပြရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးရှိရတယ်ပေါ့နောက်တစ်ခါကောင်ဆယ်လင်းယူတဲ့အချိန်မှာကောင်ဆယ်လာမအကိုဒီသူတို့ရဲ့ရှူတော့ကနေပြန်ပြီးတော့ရေးခိုင်းတဲ့စာရေးရှိရေပေါ့နော်ကိုကကျတော့ကို့ကိုအပြစ်တင်နေတယ်ဒါပေမဲ့အကယ်၍အမေရတာကို့ကို ဟိုအခုချိန်မှာမြင်နေတယ်ကိုဖြစ်နေတာကိုခံစားရတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပြောချင်မယ်လို့ထင်လဲတငယ်ချင်းအောင်ကိုဘယ်လိုပြောချင်မယ်လို့ထင်လဲဆိုတော့ဒီလိုမျိုးပေါ့နော် shootout ကို 3D ပုံစံမျိုးနဲ့ရေးခိုင်းတာမျိုးရှိရေပေါ့နော်အဲ့လိုပုံစံနဲ့ရေးရတယ်ရေးတဲ့ခါကျတော့ကိုရဲ့ခံစားချက်တွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တက်တာလာတာပေါ့နော်အဲ့လိုမျိုးရှိရေအဲနောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုတော့အခုထိလည်းဒီစိတ်ရှုပ်ထွေးတာတွေဘာတွေကရှိတော့မဲပေါ့နော်လူဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ခါကျလို့ရှိရင်အမကကျတော့ဟိုအဲ့ဒီခါတွေကိုမငင်းစံတော့ဟိုတော့ကဆိုလို့ရှိရင်အာဘာလို့စိတ်ညစ်နေရလဲ ဲဘာလို့မလှုပ်ချင်ရတာလဲတခါလေကျရင်အလုံးမလှုပ်ချင်တဲ့နေ့တွေရှိရေပေါ့နော်ဘာလို့အပြင်းထူနေရတာလဲဆိုပြီးတော့အဲ့လိုမျိုးအမြဲတမ်းကိုယ့်ကိုပြစ်တယ်နေအခုကျတော့အဲ့ဒီနေ့တစ်နေ့မှခံစားလိုက်တယ်ဒီနေ့မှငါအာအလုံးစိတ်ရှုပ်ထွေးနေတယ်အလုံးမလှုပ်ချင်ဘူးဆိုလို့ရှိရင်ဟုတ်ပြီအဲ့ဒါငါခန္ဓာကိုယ်ကနားဖို့လိုနေတယ် အဲဆိုပြီးတော့အဓိကတော့ကိုယ်ခန္ဓာကိုယ်ရဲ့စိတ်ရယ်ပေါ့နော်ဟိုတေးချာချာလေးနှီးစင် reflash လုပ်ပြီးတော့အဲ့ဟာကို align ဖြစ်အောင်လုပ်လိုက်တယ်မတွန်းဆန်တော့ဘူးပေါ့နော်အရင်တော့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကနားကျင်တယ်ဒါပေမဲ့အဲ့ဒါကိုလှဲနေနေတော့စိတ်ကနေပြီးတော့ငါအလုပ်တွေကိုတေးချာလုပ်ဖို့လိုသေးတာကိုမလုပ်ဘူးဆိုပြီးတော့ကိုယ့်ကိုစန့်ကျင်နေတာမျိုးရှိရယ်ပေါ့နော်အဲအဲ့ပုံစံနဲ့ကိုယ်ကိုအခုနောက်ပိုင်းစိတ်ကိုခီးစိုက်တာမျိုးကြီးလုပ်ပါတယ် အဲအဓိကပဲပြချင်တာကဟိုလူတိုင်းမှာပေါ့နော်ဒါအမကတော့အမီရဲ့တငယ်ချင်းရဲ့ဆုံးွားတာကြောင့်မလို့လမ်းပြောက်သွားတယ်ပေါ့နော်အဲဒါပေမဲ့တချို့တွေကြတော့လေဒီလိုမျိုးတည်ဆုံးချင်းကြောင့်မဟုတ်ပဲနဲ့အိမ်တော်ရင်းကွဲတာပဲဖြစ်ဖြစ်အာ relationship breakup ဖြစ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအခြေအနေကြောင့်ဘာဆက်လုပ်ရမယ့်အခြေအမှန်မသိတဲ့အခြေအနေမျိုးတွေကြုံရတာမျိုးရှိတယ်ဒါလူတိုင်းတကွေ့ကွေ့မှာကြုံရမယ့်အခါပဲပေါ့နော်အဲအဲ့ဒီအခါကြလို့ရှင်အဓိကကတော့ကိုဖြစ်နေတဲ့ဟာကိုကိုလက်ခံမှုပဲပေါ့နော်ဟိုအဓိကအဲ့ဒါယူလက်မခံဘဲနဲ့ငါဘာလို့ဒီလိုဖြစ်နေရလဲဆိုပြီးတော့အသိဉာဏ် င်းဆန်နေရဆိုလို့ရှိရင်ဟိုနှစ်ခါပို့ပင်မန်းနေအဲ့ခါကျတော့ကိုဖြစ်နေတဲ့ဟာကိုလက်ခံဖို့ပဲပြီးတော့နောက်တစ်ခါကျအဲ့လိုဖြစ်နေတဲ့အချိန်မှာအနာဂတ်ကိုတွေးဖို့မပြောနဲ့လက်ရှိနေစဉ်ဘဝအောင်တော့မလုံချင်တော့ဘာမှအဲ့ဟာကိုလည်းလက်ခံဖို့လိုတယ်ပေါ့နော်အဲ့တော့အမရဲ့ခံယူချက်ကတော့ဘယ်လိုလဲဆိုတော့လုံချင်တဲ့အရန်စူးစားခြင်းနေတဲ့အချိန်မှာပြေးသွားလိုက်တော့မယ်မစူးစားခြင်းနဲ့တော့မပြေးနိုင်ဘူးဆိုလို့ရှိရင်လမ်းလျှောက်သွားမယ်အဲ့လမ်းလျှောက်တာနောက်လမ်းမလျှောက်နိုင်ဘူးဆိုလို့ရှိရင်လေးဘက်ထောက်သွားမယ် ဲ့တော့အဓိကကတော့ရက်မနေဘူးပေါ့နော်တခုခုကိုအရွေးနေတယ်ဆိုတော့အရွေးတခုခုကိုသွားဖို့ပဲလိုတယ်အဲ့ဒါကြောင့်အကယ်၍ဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်လောကလက်မလျှော့လိုက်ပါနဲ့အမကိုလည်းအမလက်မလျှော့ခဲ့တဲ့အတွက်ဒီနှစ်နှစ်ဆိုတဲ့ကာလတခုမှာအခုစိတ်ပိုင်းဆိုင်ရာပြန်ပြီးအဆင်ပြေတဲ့ကာလရောက်လာတာပါအားလုံးလည်းပေါ့နော်အဲ့ဒီအခြေအနေကိုကြော်ပြနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်